အခုဒီနေ့ဟောမဲ့တုတ်တံတစ်ခုမှာရသဗျာကတန်တရာခီးသွားလို့ရှိပျက်စီးမှု၃မျိုးတတိထားဒါအင်တမအရေးကြီးတဲ့ပျက်စီးမှုဒီပျက်စီးမှုတွေနဲ့ကျုံနေပြီဆိုလို့ရှိရင်ဘဝခီးမှာဒုက္ခရောက်ဖို့ပဲအချမ်းသာနိုင်ဘူးအဲ့ဒီပျက်စီးမှုတွေတတိထားဖို့ ဘာပြည့်စည်တာတော့လို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်၁တိလဝိပတ္တိကိုချက်တိလပြည့်စည်ဖို့ဒါအလေးနဲ့ထားရမယ်ကိစ္စတစ်ခုပဲတိလဝိပတ္တိကိုချက်တိလပြည့်စည်နေမှုစိတ်တဝိပတ္တိစိတ်တပြည့်စည်နေမှုဒိဋ္ဌိဝိပတ္တိမှန်ကန်တဲ့အမြင်တစ်ခုပြည့်စည်နေမှု အဲ့ဒီပျက်စီးမှုတတိမထားဘူးဆိုလို့ရှိရင်တမေယာမှာဒုက္ခတွေရောက်မှာသိချာမြတ်စွာဘုရားကဒီတုတ်တန်ရဲ့အကျိုးနေခေါ်တဲ့အခါဘာထဲဟောတော့ဆိုရင်တိလပျက်စီးနေမယ်ဆိုလို့ရှိရင်ဤဘဝကြီးချမ်းမဲ့ပါအပယ်ခြင်းရဲ့ကြာနိုင်တယ် စိတ်ထက်ပျက်စီးနေပြီဆိုလို့ရှိရင်လည်းအပယ်ဆင်းရဲကြနိုင်တယ်။အယူဝါဒပျက်စီးနေပြီဆိုရင်လည်းအပယ်ဆင်းရဲကြရောက်နိုင်တယ်လို့ဒီဘဝဆိုတာခဏလေးပဲတခဏလေးမှာအပန်းဖြေနားနေရတဲ့သဘောလေးဖြစ်တဲ့အတွင်းမှာအရေးကြီးတဲ့ပျက်စီးမှုတွေကိုတတိမထားမိတဲ့အတွက်ကြောင့် ဒီဘွားကမျက်စိနှလုံးမိတ်သွားတာနဲ့တည်းကြိုင်နဲ့ဆင်းရဲတွင်နေတော့တာဒါကြောင့်ဒါကိုအလေးနဲ့သတိထားရမယ်လို့ပြောတယ်စီးပွားဥစ္စာတွေမတော်တဆပျက်စီးခြင်းပျက်စီးပါစေကိုယ်မှမပျက်မစီးဖြစ်အောင်ထိမ့်သိမ့်ဖို့ရတော့ဒီသုံးမျိုးပဲပေါ့ပျက်စီးသွားမယ်ဆိုရင်အလောင်းဘဝခရီးမှာအနေရကြီးပါတယ်လို့သူတို့ပြောတာနော်တဏှာခရီးသွားနေတယ် ဒီပျက်စီးမှု၃မျိုးဟာအကြီးမားဆုံးသောပျက်စီးမှုလို့ဒီလိုပြောတာနမတိကကိုချင်းတိလပျက်စီးမှုအဲဒါကိုချင်းတိလပျက်စီးတယ်ဆိုတော့လူတိုင်းဝိုင်းမှာတိုင်းနာကျင့်တော်မှာလူယဉ်ကျင်းမှုတွေပျက်စီးကုန်အဲဒီလူယဉ်ကျင်းမှုတွေပျက်စီးပြီးတော့ကိုချင်းတရားဖောက်ပြန်ပျက်စီးနေတဲ့ပုဂ္ဂိုလ်တရား ဒီဘဝမှာတည်းပဲဒုက္ခတွေဖြစ်ပြီးကံကောင်းကြောင်းလှနေလို့ဒီဘဝမှာဆဲဒုက္ခမရောက်စေကမူဒီဘဝကြီးချမ်းမဲရောက်တာနဲ့တကြိုင်နဲ့အဲ့ဒီပုဂ္ဂိုလ်ဒုက္ခတွေနဲ့တော့အဲ့တော့ကိုချင်းသီလဆိုတာအတ္တမအရေးကြီးတယ်လောကလူသားတွေကစီးပွားရဖို့အတွက်ကိုချင်းသီလပြည့်ခန့်တယ် ရှိတဲ့ဥစ္စာတွေတိုးပွားဖို့ကိုကျင့်တိလားပြည့်ခံရတယ်။ကိုကျင့်တိလားပြည့်ချင်ပြည့်ပါစေ။ရှိပါဥစ္စာတိုးရင်ပြီးရောလို့ဆိုတဲ့ခက်ကောင်းတဲ့ခက်မဟုတ်ဘူး။ဒါကိုအလေးနဲ့မထားဘူးဆိုလို့ရှိရင်ကိုကျင့်တိလားပြည့်ခံပြီးတော့ရှိပါတိုးတဲ့အောင်ကြိုးစားနေတာတွေမှန်တယ်များ။ဒီဘဝဤချမ်းမဲ့ရောက်တည်နေတဲ့ကြရင်လည်း အပါယံဒုက္ခတေဝိနိပါတံနိရိယဥပပစ္စတိလို့ရသဗျာဟောထားတဲ့အတိုင်းအပယ်လေးပုံမှာဒုက္ခခံသိကြဒီဘဝရှာထားတဲ့ပစ္စည်းတွေကလည်းမကယ်နိုင်ဘူးမျက်စိနှလုံးမိတ်သွားတာနဲ့တကြိုင်နဲ့ရှိတဲ့ပစ္စည်းတွေကုန်ထားခဲ့ထားခဲ့တဲ့ပစ္စည်းတွေကိုကဘာရမှာတော့ဒုက္ခပဲ ဒါကိုအလေးနဲ့ဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်ပေါ့။တိလအပြက်ခံပြီးတော့စီးပွားတို့တက်အောင်လုပ်မှလား။ဒါပေမဲ့စီးပွားပြည့်ခြင်းပြည့်စုံတိလတော့အပြက်မခံဘူးလို့ဆိုတဲ့စိတ်ဓာတ်ထားမှလား။ဒါကိုကိုယ်ကိုယ်သတိထားဖို့လိုအပ်တယ်။